ထိုင်းနိုင်ငံမှာအလုံလုံခွန့်အတွက်အလုံသမားလက်မှတ်ဗတ်အတစ်တင်ဖို့စောင့်ဆိုင်းနေချိန်ဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသား130ကျော်ဟာပြန်ပို့ခံရနိုင်တယ်လို့အလုံသမားအရေးဆောင်ရွက်ပေးနေသူတွေကအေယာဝတီကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ကထိုင်းနိုင်ငံစမုတ်စခွန်ခရိုင်မဟာချိုင်းနေမြေလူနေတန်းရန်တစ်ခုမှာအလုံသမားလက်မှတ်ပြုလုပ်ဖို့သစုတဝေးစောင့်ဆိုင်းနေချိန်မှာထိုင်းအနာပိုင်တို့ရဲ့ဖန်ဆီးတာကိုခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ဒီလူတွေအားလုံးကိုထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်းအရေးယူထားပြီးမကြာခင်မှာမြန်မာနိုင်ငံကိုပြန်ပို့ဖို့ရှိရလို့အလုတ္တမအရေးဆောင်ရွက်နေတဲ့ကိုရေမင်းအားဆိုပါတယ်စီ131ယောက်ကမြန်မာပိုင်းတော့သူ risk အချုပ်ကြမှာပဲစားရတယ်ပေါ့နော်။နောက်ကြီးကကြတော့တချို့တော့ကို IDC အချင်းတော်ထိုင်းလောင်းကထောင်ပို့လိုက်တယ်။တချို့တော့ကိုကြတော့ဒီစမိုဆာကောင်းခရိုင်ပေါ့ဘာချိုင်းရဲ့ဆိုင်းလောင်းကပေါ်မောင်ရောပို့လိုက်တယ်။ ကျွန်တော်ဆိုအဖရိကသူတို့တော့ဒါမှမပြန်ပို့မှာပေါ့ဒါမှမပြန်ပို့မှာမလို့သူတို့အဲ့လိုနေရာမှာထားတာပေါ့အကုန်လုံးအတူတူပဲသူတို့အကုန်လုံးမြန်မာပြည်ပြန်ပို့ခံရမှာပဲလောလောဆယ်ခုနနေရာကိုခွဲထားလိုက်တဲ့သဘောပဲပေါ့နော်ထိုင်းအလုသမားဝန်ကြီးဌာနကထိုင်းနိုင်ငံအတွင်းအထောက်အထားမဲ့အလုသမားတွေကိုအော်တိုဘာလ15ရက်နေ့ကစတင်ကတရားဝင်အလုလုခွင့်ရှောက်ထားခွင့်ပြုမယ်လို့ဆိုပြီး အော်တိုဘာလ16ရက်နေ့မှာတော့ နေဆက်ပြက်တနာကိုအကြောင်းပြကရှောက်ထားခွင့်မပြုတော့ဘဲအကန့်အသတ်မရှိရက်ဆိုင်ကြောင်းကြေညာလိုက်တာပါဒီလိုအခြေအနေမှာအော်တိုဘာလ16ရက်နေ့မှာပဲမြန်မာနိုင်ငံသားအလုတ်သမားတွေဟာတရားဝင်အလုတ်လုတ်ခွင့်အတွက်ရှောက်ထားဖို့စောင့်ဆိုင်းနေချိန်ဖမ်းဆီးတာကိုခံခဲ့ရတာပါဖမ်းဆီးခံရသူအလုံးနီးပါးဟာမြန်မာနိုင်ငံရဲ့စစ်မှုထမ်းအသက်အကျုံးဝင်တဲ့အသက်20ဝန်းကျင်အရွယ်တွေဖြစ်တာကြောင့်မြန်မာနိုင်ငံဘက်ကိုပြန်ပို့ခံရရင်စစ်တပ်ဘက်ကိုပို့ခံရနိုင်တယ်လို့ဆိုကြပါဗျ အလုတ္တမအရေးဆောင်ရွက်ပေးသူတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဌာနကတော့ဖန်ဆီးထားတဲ့မြန်မာနိုင်ငံသားတွေကို ပြန်လွတ်ပေးဖို့ထိုင်းအာဏာပိုင်တွေနဲ့အစိုးရတွေစီစဉ်တင်ပြီးတောင်းဆိုထားတယ်လို့ပြောပါတယ် များစုက20ဝန်းကျင်အကုန်လုံးညီပါပဲပါတယ်အဲဒီ20ကျော်ဝန်းကျင်တွေကြီးပဲမိန်းကလေးအများစုကမိန်းကလေးတွေကြီးပဲပေါ့နော်အများဆုံးမှာပြပို့တာနဲ့စစ်မှုထမ်းဥပဒေမှာပါတဲ့လူကတော့စစ်မှုထမ်းခိုင်းနေဒါကတေချာသွားဖို့ဖြစ်တာမြန်မာပြည်ပဲရောက်သွားပြီးရတယ်စစ်ကောင်စီရနေမှာလက်ခံတာဖြစ်တဲ့အတွက် ဒါအသက်မီတဲ့သူမှန်လို့မရဘူးစစ်မှုထမ်းရတာကြီးပဲစစ်မှုထမ်းလွတ်တဲ့လူကနဲတယ်ပေါ့နော်လွတ်တဲ့လူကတော့ပတ်စံနဲ့လာယူရတယ်ပေါ့နေတဲ့မှာသူတို့ဒီစစ်မှုထမ်းကိုပါတဲ့ငယ်လူတွေကိုတော့အာထဲ့တယ်တချို့ကလာယူခိုင်းတယ်လို့ပြောမိသားစုကိုဆက်သွယ်ပြီးတော့လေပတ်စံနဲ့ယူခိုင်းတယ်နဲ့ယူနိုင်တဲ့လူတွေဆိုရင်တော့ပြန်လွတ်ပြေးလို့ပြောတယ်အဲမယူနိုင်တဲ့လူကတော့စစ်မှုထမ်းထဲမှာပါသွားတယ်ဒါကျွန်တော်တို့မြေပြင်မှာကြားခဲ့တဲ့ဟာပေါ့နော်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကိုတရားဝင်ရောတရားမဝင်ပါ ရောက်ရှိနေတဲ့မြန်မာအလို့သမားလူဦးရေဟာစုစုပေါင်း9တန်းလောက်ရှိတယ်လို့လဲမြန်မာရှေ့ပြောင်းလို့သားအရေးလှူရှားနေသူတွေကအေယာဝတီကိုပြောပါတယ်